အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဖတ်ပြပေးမှာကတော့ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်ရေးသားတဲ့လေယူသည်စာမတက်ပါဆိုတဲ့ဝတ္ထုရဲ့အပိုင်း၅ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ လေယူးသည်စာမတက်ပါမပိုင်ကားမမတန်ရေးဂျေဇူးတင်တယ်ဆိုတဲ့စကားနဲ့ပဲစရပြန်အောင်မယ်တပြားဟောင်းကြီးပြန်ဖွင့်တာမဟုတ်ဘူးတပြားတက်လို့ခေါ်နိုင်တယ်ကျွန်တော်ကတော့တပြားဇောစေတနာကို တွေ့သည့်ခြင်းလို့ခေါ်မယ်အင်္ဂလိပ်လိုတော့ poetic inspiration လူစိတ်ဆိုတာကတိရခတ်တယ်ကြပြာဇောစေတနာကပိုတိရခတ်တာပေါ့ ဒါကြောင့်လဲကဗျာသဘောတရားចမ်းကြီးကိုရေးသွားတဲ့အရစ္စတိုတယ်က poesis နဲ့ poem မှာအကြောင်းကိုသာဆွေးနွေးသွားပြီး poetry ဆိုတဲ့ကဗျာဆရာအကြောင်းနဲ့ကဗျာဆရာကိုကဗျာဆရာဖြစ်စေလိုက်တဲ့ကဗျာဇောစေတနာအကြောင်းကိုမဆွေးနွေးပဲချမ်းထားခဲ့တယ်လို့ဖဖေကပြောပြခဲ့တယ်။ဒီအကြောင်းတွေကကာယကံရှင်ကဗျာဆရာသာသိနိုင်တဲ့ပုဂ္ဂလဒိဋ္ဌံ subjective အကြောင်းတွေကို အရစ္စတိုတယ်ကဓမ္မဒိဋ္ဌံကြတာကိုပဲဆွေးနွေးလိုသူပုဂ္ဂလဒိဋ္ဌံကိစ္စတွေကို နောက်ကြမှမင်းတို့ကပြဆရာတွေမင်းတို့ဖာသာပြောကြလို့သူ ချန်ထားခဲ့ဟန်တူတယ်။ကပြဇောစေတနာအကြောင်းအဲ့ဒီလိုပြောရမှာထက်ကပြဇောစေတနာရဲ့လျှို့ဝှက်တိမ်မွေ့စမ်းကြေပုံအကြောင်းကိုစပြောသွားသူကတော့ဒန်ဒီပဲပေါ့။ဒန်ဒီရဲ့ Divine Comedy ဆိုတဲ့ပုံခန်းလင်္ကာကြီးကို ဟာကဗျာကြီးလို့ကမ္ဘာစာပေပညာရှင်တွေကဆိုကြတယ်။ကြီးကျယ်ခမ်းနာ၊တိမ်မွေ့နိုင်တဲ့လှပစမ်းကြဲပြီးမြင်လဲမြင့်မြတ်လှတာမဟုတ်မဟာကဗျာကြီးလို့ခေါ်တာဟာခေါ်ထိုက်လှပါတယ်။အဲ့ဒီလောက်ကြီးကျယ်မြင့်မြတ်တဲ့ကဗျာကြီးကိုဆက်မိအောင်လှုံ့ဆော်လိုက်တဲ့မူလဇောစေတနာကတော့ Delight of the Soul မြန်မာလိုတေချာလှအောင်ဘာသာပြန်ရင်တော့ဝိညာဉ်မှာဖူးသည့်ကြည်နူးမှုအလှပန်ပေါ် အဲ့ဒီလို သူတင်စားခေါ်ခဲ့တဲ့သူတစ်ဖက်သက်တိတ်တိတ်လေးခိုးချင်နေမိတဲ့သူချစ်သူဘီယာထရစ်ပေါ့မမေ့နိုင်တဲ့သူချစ်သူကြောင့်သူမတူအောင်စာဖွဲ့အောင်မယ်လို့ရှေပြေချန်လက်ဖိတ်တန်နိုဘတ်မှာဖျားသခင်ကို တိုင်တဲပြီး သူအဋိဌံပြုဆိုခဲ့တယ်မမေ့နိုင်တဲ့ချစ်သူက မိုးမျိုးစိတ်လေးပါတည်တည်ဖွဲ့ဖွဲ့ပမာဏရေပါ မဟာကဗျာကြီးကတော့ မိုးလုံးပတ်လေကြွားတဲ့မဟာမိုးကြီးပါကြပြသောစေတနာနဲ့တကားကြီးကျယ်မြင့်မြတ်တဲ့ဇောစေတနာတွေမှန်သမျှဟာစံကြယ်တယ်နော် နားလည်ဖို့ခက်လာတယ်နော်ဩစိတ်ဆိုတာကိုစံကြယ်တယ်လို့ပြောမိတာကိုလည်းလိုပါသေးရဲ့လားလို့တွေးမိတယ်နည်းနည်းကြီးကြီးကျယ်ကျယ်လေးမမတန်ကိုကျွန်တော်ပြောပြအောင်မယ်နော်ပဏိတဝေဒနိယဒီပနီချက်မှာတက္ကတောင်ဆရာတော်လို့လူတိများကြတဲ့ အရှင်တိလောကမထေမြတ်ကစိတ်ရဲ့စံကြယ်ပုံရှင်းပြတာကျွန်တော်ဖေဖေပြောလို့ပဲဖတ်ဖို့တယ်ဆရာတော်ဘုရားကတိချင်းသဘောကိုဝိဇာနာနာလို့ခေါ်တဲ့တိတက်ခြင်းတတိကြောင်းဝိညာဏလို့ခေါ်ကြောင်းတခါဒီသဘောလေးကိုပဲမနနံတိချင်းသဘောဖြစ်လို့မနောလို့ခေါ်ကြောင်းရှင်းပြပြီးမှအဲ့ဒီသဘောလေးကိုပင်မကြံအပ်မကြံစီနိုင်ရာ အလွန်တရာစံကြယ်သောသဘောလေးဖြစ်လို့ စိတ်တဝါစိတ်လိုခေါ်ကြောင်းဆက်ရှင်းပြရဲဝိညာဏံစိတ်တရစိတ်တံနဲ့စိတ်တွေအလွန်တရာစမ်းကြဲသည်ဖြစ်၍စိတ်တံစိတ်ဟုဆိုအပ်သောဝိညာဏံဝိညာဉ်ကိုလို့ပြပြဝဝရှင်းပြထားတော်မူတယ်စိတ်တဘောတက်တက်ကလေးကပင်စမ်းကြဲလှပြီးဖြစ်တော့ရှင်ဘက်စေတသိက်တွေအများကြီးနဲ့ဖြစ်ပေါ်စေတဲ့ဇောစေတနာတွေဟာပို့လို့အတိခတ်အောင်စမ်းကြဲလေတာပေါ့ သွေးငင်ကျမဝါဒနာကြောင်းလို့ရှင်မာရထသာရကဆက်ထားတော့ဇောစေတနာကို တိုက်တွန်းလှုံ့ဆော်ရှေ့ဆောင်ပြုပြင်စီရင်တတ်တဲ့ဝါဒနာဟာလဲစံကျယ်လေတာပဲပေါ့စံကျယ်လေတော့ရုပ်တရက်မသိနိုင်နားမလည်နိုင်ဘူးကုမုဒ္ဒရာကြလို့လတာလို့ပွင့်လေမှဟောဂျာဟာဒါကိုလို့သိရတော့တယ်ဒီလိုထိုးထွင်းသဘောပေါက်သွားတာကိုဂျာမန်စိတ်ပညာရှင်ကြီးတွေက ကဟတ်အဖယ်လို့ခေါ်ကြောင်းဖေဖေပြောပြပူတယ်။လက်ဆက်သက်တော့ဒါကိုပဲလို့အတိတ်ပဲရတယ်။စိတ်တက်ကတူရောက်စားကကျွန်တော်စိတ်ထဲမှာမယုံမရေပါ။တချို့တငယ်ချင်းတွေကဘာကြောင့်သူတို့ဆရာဝန်ဘက်လိုက်တယ်ဆိုတာယူသေးလေးစားလောက်တဲ့စေတနာဝါသနာကြီးတွေကို တခန့်တနာပြောပြကြတယ်။ကျွန်တော်ကတော့မပြောဝန်ဘူး။ကျွန်တော်ကမမတန်တိုက်တော်မှသာ စိတ်ဆုံးဖြတ်နိုင်ခဲ့သူမဟုတ်လား။သူတို့က အသင်္ခါရိကလို့ခေါ်တဲ့တိုက်တွန်းခြင်းမရှိတဲ့စိတ်နဲ့ရွေးချယ်မှုပြုလာသူတွေကျွန်တော်ကတော့တသင်္ခါရိကဆိုတဲ့တိုက်တွန်းခြင်းရှိတဲ့စိတ်ကြောင့်သာရွေးချယ်မိသူဒီတော့တမျိုးပဲလေခုနေ့ကမမတန်ရဲ့နောက်ဆုံးစာကိုဖတ်ရတော့စိတ်တက်ကတူမှကျွန်တော်ပြောတာလက်ချက်ရတဲ့ဘာသာတွေကို ကျွန်တော်စိတ်ဝင်စားတာတွေနဲ့ပတ်သက်ပြီးမမတန်ကဆိုခဲ့တယ်ဗါတဲ့မျက်မှောင်ကိုမမတန်မပြောဘူးလား ငုံနေဂိမ့်နေတဲ့ဝါသနာတွေရှိတယ်ဆိုတာလေမျက်မှောင်မင်းလာရောင်အောင်ရောက်တဲ့ကုမုဒ္ဒရာဖြစ်နေပြီတဲ့မှန်လိုက်လေမမတန်ရင်ခုတော့လက်ပြတန့်ပြီးကျွန်တော်ရဲဝံသွားပြီအတင်္ခာရိကပဲဖြစ်ဖြစ်တတင်္ခာရိကပဲဖြစ်ဖြစ်ပုံညာပိတင်္ခာရဆိုတဲ့မြတ်တော်ကုသိုလ်စိတ်ဖြစ်ဖို့သာအရေးကြီးတယ်အတင်္ခာရိက ဖြစ်တဲ့ကုသိုလ်စိတ်တွေရှိသလိုတတင်္ခာရိကဖြစ်တဲ့ကုသိုလ်စိတ်တွေရှိကြောင် မြတ်စွာဘုရားဟောကြားတဲ့ကုသိုလ်စိတ်မှန်သမျှမြတ်တာကြီးပဲပေါ့ဒန္တီရဲ့ဘဝကသင်္ကန်းစာကိုယူပြီးပြောရရင် မိုးမျိုးစေးလေးကမြည်တို့ရှိစေ မိုးလုံးပက်လေရွာတဲ့မိုးကြီးကသာပဒါနာအတိကမမတန်ရေးတာမန်ဝါသနာတာမကပဲအတိတ်ထံပါရမီဖြစ်စေရမယ်စိတ်ချအေးဒီနေ့ပဲဒုတိယနေ့ MB စာမေးပွဲတွေပြီးသွားတယ်ရေးပြေစာမေးပွဲကိုကောင်းကောင်းဖြေနိုင်သလို ကျွန်တော်တို့အလွန်ကြောက်ကြတဲ့နှုတ်မေးစစ်ဆေးခြင်းကိုလည်းကျွန်တော်ချော့ချော့မောမောဖြေနိုင်ခဲ့တယ်။ဒီစာမေးပွဲကဆရာဝန်ဖြစ်ဖို့ကျွန်တော်တို့ခုံကြော်ရတဲ့ခက်ခဲတဲ့အတန်းတစ်ခုပေါ့။နောက်တစ်ချီခုံကြော်ရအောင်မဲ့အတန်းတစ်ခုလည်းကျန်သေးတယ်။ဒါပေမဲ့အခုခုံကြော်ရတဲ့အတန်းကအခက်ခဲဆုံးပဲလို့ဆိုရဲ။ဒီအတန်းကိုချော့ချော့မောမောလွတ်လွတ်ကျွတ်ကျွတ်ခုံကြော်နိုင်သူဟာဆရာဝန်ဖြစ်ဖို့တေချာသလောက်ပဲ။ဒီအတန်းကိုမကြော်နိုင်လို့ နောက်ဆုတ်ပြန်သွားရသူတွေရှိတယ်။အတန်းရေလို့သာ၃ရို၃စင်တင်စားပြောရတယ်။အမှန်တော့အတိတ်ပဲကတဆင်းကနေတဆင်းပို၍မြင့်တဲ့စီကုမြောက်ရခြင်းပေါ့။မမတန့်စီကအတိတ်ထံပါရမီဆိုတဲ့စကားကို ကျွန်တော်စကြဘူးတယ်။ဒီစကားကိုကြားရတာအရှိပီးနှစ်လဲနှစ်သက်တာမို့သူတေတနာလေးလုံးမိတယ်။ပါဠိလိုတိတိကျကျအတိတ်ဌာနပါရမီတဲ့မိမိရည်မှန်းသောအလုံး၌ မဖြစ်မနေဆွဆွမြဲမြဲဇွဲကောင်းမှုလို့အဓိပ္ပာယ်ရတယ်။တခါပါရမီဆိုတဲ့ပါဠိစကားကတော့ကုမြောက်ကြောင်းသူမြတ်တို့ဤဥစ္စာအထွတ်အမြတ်လို့မြန်မာလိုအဓိပ္ပာယ်တွေရှိတယ်။အင်္ဂလိပ်လိုတော့ completeness perfection highest state လို့ဘာသာပြန်ထားတယ်။ဩလူဆိုတာဟာတဆင့်တစ်တဆင့်မြင့်တက်သွားအောင်ကုမြောက်ကြောင်းကိုရှာရမယ်။ပြည့်စုံတဲ့ပြည့်စုံအောင် လိုလေသေးမရှိကောင်းတဲ့ထက်ကောင်းအောင်ကြိုးစားရမယ်။ဒါကြောင့်လဲပါရမီဖြည့်တယ်ဆိုတဲ့စကားကရှိနေတာကို ပါရမီဆိုတာဟာအလိုလိုပြည့်လာတာမဟုတ်ဘူး။ဖြည့်မှပြည့်လာတာ။မြတ်စွာဘုရားအလောင်းတော်တွေဖြည့်ကျင့်ကြတဲ့ပါရမီ၁၀ပါးအပြား30ကိုဖတ်ကြည့်တော့စသီးဝင်ခြင်းထမိတယ်။အလိုလေတို့လူသားမန်တွေလုံနိုင်ပါမလားလို့အံ့ဩမိတယ်။ကြည်လဲကြည်ညိုမိတယ်။မပြောကောင်းပြောကောင်းအားလဲချမိတယ်။ ဘာပဲဖြစ်ဖြစ်မြတ်တော်ကောင်းတော်ပန်းနိုင်စီရောက်အောင်ကိုလည်းကို့အတိုင်းတောင်ကို့အစင်နဲ့စူးစားအပ်တယ်ဆွဆွမြဲမြဲဇွဲရှိအပ်တယ်လို့သဘောပေါက်လာတယ်ဝမ်းတာနေလို့မရေးပဲမနေနိုင်တာမို့ဒီစာကိုရေးလိုက်တာအောင်စင်းရင်တည်ပြီးတတိယနေ့အမ်ဘီဒန်မတက်ခင် အားလည်းရရတာမို့ကျွန်တော်မော်လမြိုင်ပြန်လာခဲ့ဦးမယ်ဒီတော့မှပြော့ပြစရာတွေအများကြီးရှိသေးတယ်။ဩ၊ဘုံညက်ပန်းတွေပွင့်ပြီလားမမတန် ပွင့်မျောရိတ်ကလေးကိုလည်းလွမ်းနေမြတ်မောင်မင်းနည်းနည်းပိန်သွားတယ်အဲ့အပြည့်အစားပြတ်တာကိုမမတန်ရဲ့ဒီလောက်တောင်စူးစားရတယ်နော်ဒါပေမဲ့အခုအောင်မီး ကျွန်တော် စိတ်ချမ်းသာနေတယ်လေတန်ကပြုံးပြီးသူ့ကိုစိုက်ချင်နေသည် ပြုံပုံလေးကတင်းငိမ့်အေဂျန်ဘီနုညံ့သိမ်မွေသည်ပြောင်းဝန်းသောမျက်လုံးလှလှများစီ၌မျက်ရည်တွေပြည့်၍လက်လက်လက်နေသည်ဟိုဘာပြုလို့မမတန်မျက်ရည်ဝဲတာလဲပီတိပေါ့မြမပီတိပေါ့တန်ကရဲလိုက်ပြီးနောက်လက်ကင်ပေါ်ဟာဖြူလေးနဲ့မျက်ရည်များကိုတုတ်တုတ်သည် မျက်ထံ၏ရင်တွဲမှာလည်းအမည်မဖော်ပြနိုင်သော ခံစားမှုတို့ပြည်လျံသွားသည် မမတန်ရှင်တကယ်တကယ်ပီတိဖြစ်တယ်တကယ်ပေါ့မျက်မှောင်ရေပီတိဖြစ်ုံနဲ့မကောက်အော်ပီတိဆိုတာဒါပါလားလို့ခံစားသိနေသိသွားတာဘာဖြစ်လို့ကြည့်မင်းအမေးမြန်းထူပြီအော်ဒီလိုမေးတာမကြိုက်ဘူးလားခံနေကြမျက်စောင်းလှလှထိုးတံကို မျက်ခြံခံရပြန်သည် ကြိုက်ပါတဲ့ကိုရောပြီးတော့ကျွန်တော်မှဖြေပါမယ်တန်ဤမျက်နှာလေးကပြန်တီသွားပြီးတည်ငြိမ်သောအတန်တည်ငြိမ်သောအမူအရာလေးနဲ့ပြောပြသည်မင်းဟာဆီယဝံဘက်ကိုမင်းသဘောနဲ့ကြီးမင်းလိုက်တာမဟုတ်ဘူးမင်းရေးခဲ့တယ်လို့ပဲတာသင်္ခါရိကစိတ်နဲ့လိုက်ခဲ့တာဒီစကားမင်းပြောတာသိမ့်မှန်နေမမတန်ရင်တိုက်တွန်းမှုကပါနေတယ်အစကတော့မမတန်စိုးရိမ်လိုက်တာ ဩဝါဒနာမပါပဲငါတိုက်တွန်းလို့သူဆရာဝန်ဘက်လိုက်ခဲ့တယ်။စာရီကိုစိတ်မပါပဲစိတ်ဝင်စားလို့တခုခုများဖြစ်သွားရင်အကျိုးနဲ့ရကြည်ရဲ့လို့စိတ်ထဲမှာတနှုံနှုံဖြစ်နေမိတယ်။နောက်မင်းရဲ့စာရီကိုဖတ်ရမှမမတန်စိတ်ချမ်းသာလာတယ်။မင်းကဆရာဝန်ဖြစ်ရမယ်ဆိုတဲ့အထိတ်ထန်ကြောင်းတော့အလေးနဲ့ပြောလာပြီ။ခုလေခက်ခဲတဲ့အဆင့်ကိုအောင်းလာပြီ။ မင်းစကားတိုင်းပဲအဆင့်တနေရကိုကူးမြောက်ခဲ့ပြီနောက်ထပ်အဆင့်ဆင့်ကူးမြောက်ဖို့လဲမင်းမှာအားနဲ့မန်နဲ့ယုံကြည်ချက်နဲ့မျက်မှောင်မင်းကိုလည်းမမတန်ယုံနေမင်းအောင်အောင်မြင်ရမယ်ဒီတော့မမတန်ပီတိဖြစ်တာပေါ့နားလေပြီလားမမတန်အဲကျွန်တော်လည်းပီတိဖြစ်သွားပြီ ီတိဆိုတာဒါပါလားလို့ခန်းစားသိနဲ့သိသွားပြီတကယ်ပြုံးစုစုချိုးလဲလဲနဲ့ချက်ပွဲသောမျက်စောင်းတန်ကိုခန်းလိုက်ရပြန်၏ဒီတစ်ခါမှလဲဟိုးတစ်ခါမှကဲ့သို့ပင်ပွင့်မျောချိန်မှပင်ဖြစ်သည် ကုန်းဆောင်လေးမှာတော့မဟုတ် အထက်မြေပြန့်ပေါ်မှာဆောင်စုံမြက်ဖြာလေးပေါ်မှာလည်းမဟုတ်ဆောင်စုံအခင်းနှင့်ငွေအောင်တံမဏိကလထိုင်လေးတွေပေါ်မှာပုံညက်တွေရော တရုတ်စကားဖြူတွေပါပွင့်နေကြသည်မြေပေါ်မှာလည်းပွင့်ဖြူတွေပွင့်လွှာဖြူကြွေတွေနဲ့စမ်းရည်ပြင်မှာလည်းပွင့်မျောလေးတွေနဲ့လေမာကတင်းရနှံ့တွေခြိုင်နေသည်တန့်လက်တွင်မှာကကြပြစာအုပ်မရှိဟိုးမလိုပါစာအုပ်နဲ့မဟုတ်တော့ကြပြတွေရှိသည်စလုံးနဲ့မဖွဲ့တော့ကြပြတွေလည်းရှိသည်အတန်မထွက်တိတ်ဆိတ်ငြိမ်သက်လျက်ကစကားပြောသောကြပြများ ငိမ့်နေမိကြရာမှာတန်ကမေသည်တတိယနှင့် MB တန်းကြရင်မင်းတို့ဘာတွေတင်ကြရမလဲယောဂဗေဒဆေးဝါးဗေဒနဲ့အနုဇီဝဗေဒဂရင်ပေးတင်ကြမှုအခြေခံလဲစမယ်အဲ့ဒီပညာတွေကိုရောမင်းကပြပညာအဖြစ်နဲ့ကြည့်နိုင်အောင်မလားအိုးကြည့်ရမှာပေါ့ပိုးတောင်ကြည့်ရမှာပေါ့ဘယ်လို ကပြပညာမှာက ရတတို့ဂုံတို့အလင်္ကာတို့ကြီးတီးလို့ပြီးတာမဟုတ်ဘူးဒေါသလို့ခေါ်တဲ့ကြပြအလှကိုဖျက်ဆီးတဲ့အပြစ်တွေချိုရင်းချက်တွေတွေဖဲတိမ်လွဲမှုတွေကိုလည်းသိရတယ်လေ့လာရတယ်တန်ကမျက်လုံးလေးပြူပါးစပ်လေးဟပီး သူ့ကိုကြည့်သည် မမတန်ဘာလို့ဒီလိုကြည့်ရတာလဲပြောပါဆက်ပြောပါအသက်ရှင်တန်မှုဟာကြပြအလှဆိုရင် ယောဂါဟာကြပြအလှကိုဖြည့်ဆည်းတဲ့ဒေါသပေါဒီဒေါသကိုလည်းကျွန်တော်တို့လေ့လာရမယ်ပြင်နိုင်ပယ်နိုင်အောင်ကို အပိုင်လေ့လာရမယ်ဖေဖေပြောပြတဲ့ယောမကြပြသဘောတရားဆရာကြီးဖလိုတီနက်ရဲ့ဒသနာကိုကျွန်တော်သဘောကျတယ်ဖလိုတီနက်ရဲ့ဒသနာဟုတ်တယ်သူကပြောတယ်အကြည့်တန်အယုတ်ဆိုးမှုဆိုတာဟာ သူ့ဘာသာသူတိကျတိရှိနေတဲ့သဘောမဟုတ်ဘူးတဲ့အလှတရားလိုနေတာ မပြည့်မစုံဖြစ်နေတာကိုခေါ်ထားတဲ့ပဂရိအမှန်တရားအေကောဓမ္မောကြီးကတော့လူလေသေးမရှိအောင်လှပပြည့်စုံနေတဲ့စန္တရန်အလှတရားကြီးပလိုတီနက်စ်ကခေါမဘာသာစကားနဲ့တူပရိုတန်လို့ခေါ်တယ်။တူပင်လျင်မျက်ချင်းဆိုတဲ့တူအကတန်တူပင်လျင်လှချင်းဆိုတဲ့တူကလန်နဲ့ကျမ်းမာချင်းဟာစန္တရန်ဆိုရင်ယောဂါဆိုတာစန္တရန်ကတိတ်မှုချော်မှု ချုပ်ရင်းဖောက်ပြန်မှုပေါ့အသက်ရှင်တန်မှုအလှကြပြဆရာဆရာဝန်ဟာအဲ့ဒီစံတဒံကတိမ်သွားဖောက်ပြန်သွားတဲ့ယောဂါဆိုတဲ့ဒေါသအပြစ်တွေကိုလည်းလိလာရမှာပေါ့မဟုတ်ဘူးလားစိုက်ကြည့်နေတော့တန်ဤမျိုးလုံးများကအေဂျင်နူညံသည့်ဈာမမျက်ရည်ကြီးများလျှံလာပြန်သည်မှွေညင်းတို့အကြောစိမ်းလေးများကြောင့်ပြာလက်တန့်စင်နေသောတန်ဤမျက်နှာလေးကလည်းတိမ်မွေ့သော အပြုံးရိပ်ကို လဲလဲငိမ့်ငိမ့်ပြသည်။အော်မျက်မှောင်မျက်မှောင်။ခမဘာလို့ညည်းရတာလဲ။ကြီးနဲ့တော့ညည်းချင်းကွယ်မျက်မှောင်။မင်းတတော်လေးနဲ့နေပြီ။လေးနဲ့တဲ။음မင်းဒီတွေးတွေဘယ်ကရတယ်လဲ။ဘယ်ကရတယ်လဲ။ဟောမိုးမျိုးစေကတန်ဤအတွင်ကနိုင်ငံကလေးတစ်ချက်ဖြစ်သွားသည် မမတဲ့ရဲ့တိုက်တွန်းချက်ကို မိုးမျိုးစီလို့မင်းခေါ်တာကိုကျေးဇူးတင်ပါတယ်။ဒီနေ့မှ မိုးကြီးဖြန့်ဖြန့်ရွာမယ်လို့လဲမမတဲ့ယုံကြည်ပါတယ်။မင်းမာကအဋ္ဌဌာနပါရမီ ရှိနေပြီကို ခန်နီဆိုတဲ့ပါရမီသဘောကိုပါမင်းဆွဲကင်ထားနိုင်ရင်ပေါ့။ခန်တီဆိုတဲ့ပါရမီသဘောဟုတ်တယ်ဝရိယပါရမီတွေအဋ္ဌဌာနပါရမီတွေ ညာပါရမီတွေနဲ့မလုံလောက်သေးဘူးကွယ်။မင်းကအလောင်းတော်တွေရဲ့ပါရမီတွေကိုဖက်ရတော့ကြက်တီးမွေးရင်ထမိတယ်လို့ဆိုတယ်။အဲ့ဒီပါရမီတွေထဲမှာကြက်တီးမွေးရင်ထလောက်အောင်အံ့ဘွယ်အကောင်းဆုံးကတော့မမတန်တယောက်တည်းခန်းစားချက်ပါနော်။ခန်နီပါရမီပဲ။အော်အော်ဟုတ်တယ်။ပါရမီ၁၀ပါအပြား၃၀ကိုပဲမူလပါရမီဥပပါရမီ ပရမတ္ထပါရမီရေလို့သုံးမျိုးခွဲခြားပြဆိုတယ်။အလင်္ကာလေးအောင်ရှိတယ်။မင်းရလား။ဟင်။မြင်းချံကိုးဆောင်မူမဟာပရိတ်တော်ကြီးနေတိယတစ်ကမမတန်ကြက်ထားတာ။နားထောင်။အင်္ကာကြီးငယ်အသွဲသွဲကို မတွေ့စိတ်မှစွန့်နိုင်ကဥပပါရမီ။အသက်ဇီဝစွန့်နိုင်ကပရမတ္ထမြီ။ တက်မဲ့တက်ရှိဘာဟိယကစွနိုင်ကမူလပါရမီတဲ့ဒါကစွန့်ချင်းကြီးတွေကို ပြောတာမဟုတ်လားပါရမီဟေးလို့ဆိုရင်စွန့်ချင်းကြီးတွေကပါလာပြီမြတ်မခမညာပါရမီကိုကုမြောက်ချောင်းဖြစ်တော့မင်းသိပြီမြင့်မြတ်သောကုမြောက်ခြင်းမှန်သမျှကို အလကားဈေးပေါ်ပေါ်နဲ့မရဘူးတစုံတရာကိုတော့ရင်းနှီးရလိမ့်မယ် အဲ့ဒါဟာဆွလွတ်ခြင်းပဲ။အင်းဆွလွတ်နိုင်ဆွလွတ်ဝင်ဖို့ကလေခန္ဓာမီပါရမီအလွန်ကြီးရမယ်။မြတ်ထံငိုင်းသွားသည်။တန်ဤအတန်ကလေးနဲ့တည်ငြိမ်သည်။တမျိုးတဖုံဖြစ်သော မိုင်းညို့ညို့အရေးလေးလဲပါနေသည်။အတန်ကြာငိုင်းစင်းစားနေပြီးမှမြတ်ထံကမေး၏။မမတန်ဘာဖြစ်လို့အဲ့ဒီလိုပြောတာလဲ။ တန်ကသူထံမှမျက်နှာလွှဲသွားပြီးကောင်းငင်စီကြည်သည်မင်းတို့ခန်ဒီတရားနဲ့လဲပြည့်စုံစေခြင်းလို့ခမဘာပြုလို့မမတန်ပြောပြပါဘကောလားမြင့်မြတ်သောကူးမြောက်ခြင်းမှန်သမျှကိုအလကားစည်းပေါ်ပေါ်နဲ့မရဘူးတစုံတရာကိုတော့ရင်းနှီးရတယ်လို့တန်ဤမျက်လုံးများကဟိုဝေကောင်းကင်စီကိုသာကြည်နေသည် မမတန်ကဆရာဝန်ဖြစ်ဖို့ခန္တီပါရမီလဲလိုတယ်အဲ့ဒီလိုပြောတာလားတန်ဤမျက်နှာလေးကသူ့ဘက်ပြန်လှည့်လာ၏ဒီလောက်ကျင်စင်မတွေးနေလေသူ့ဘမလောကနဲ့တရားတွေရှိတယ်ဘသူမှရှောင်လွှဲလို့မရဘူးလောကနဲ့တရားနဲ့ရင်ဆိုင်တွေ့တဲ့အခါမှာမင်းပါနဲ့ကြင်ကြင်ခံမှလည်းမျက်မှောင်အော်အော်ကျွန်တော်သဘောပေါက်ပြီ ညက်ထံကရေမောလိုက်ပြီးမှနောက်ကျောဘက်သို့အမှတ်မထင်လှည့်ကြည့်မိသည်။တိုက်ကြီးအပေါ်တဲ့တင်းတစ်ခုမှဦးတိန်မင်းကြီးကမိမိတို့နှစ်ဦးစီစိုက်ကြည့်နေသည်။ညက်ထံလှည့်ကြည့်တွင် သူကတင်းဝါမှခွာသွား၏။ဘလောက်ကြာကြာကြည့်နေခဲ့သနည်း။ဘာကြောင့်ကြည့်နေခဲ့သနည်း။ညက်ထံကတမ္မဏိကလထိုင်လေးတွေနဲ့ထိုင်ရသည့်အဖြစ်ကိုလည်းသတိထားမိသည်။ အမှန်ကမိမိသည်ပွင့်မျောရိပ်မျက်ခင်းလေးတွင်ကြောင်စုံဖြားလေးနှင့်ထိုင်ရန်ပိုသဘောကျသည်ဟောဒီလိုတမ်မနိကလထိုင်လေးတွေပေါ်ထိုင်းစကားပြောနေရသည်က မော်ဒန်ဖြစ်လွန်သည်ကဘာဦးနှင့်မတူတို့ရာတွင်ယခုကဲ့သို့အိနေရာတွင်ဤသို့ထိုင်ကြရန်တန်ကစီစဉ်ထားခဲ့သည်ဘာကြောင့်နည်းလောကရန်တရားကဘာဦးတို့ကလောကရန်တရားတွေရှိသလော ။ဩအမီးကိုက လောကရန်တရားဆိုတော်ရှင်မြေပေါ်ရှင်မြေပေါ်တို့ရတွင်ကဘာဦးမှာ ဟောသည့်မော်ဒန်ခေတ်၌လူတွေလှုပ်ထားသည့်လောကရန်တရားမျိုးတွေ ရှိပါသလားမျက်မှောင်ဘာငိုင်သွားတာလဲမျက်ထံကကောင်းကင်စီမျောကြည့်ပြီး ဖြေမိုးရီညိုးလာပြီဘာရဲ့မိုးရီညိုးလာပြီ ဒီတော့ကျွန်တော်ပြန်ရအောင်မယ်အိမ်ထဲဝင်စကားပြောကြရင်ရသားပဲကိစ္စမရှိပါဘူးကျွန်တော်လာလာလေးစားတော့ပြီမမတန်လေနားအောင်လေလမ်းလျှောက်ရင်ကျွန်တော်စဉ်းစားသွားမယ်ဘာရီကိုလဲမမတန်ပြောတာတွေပေါ့ကန်ဒီတရားဆိုတာလေကျွန်တော်တခါမှလေးလေးနက်နက်မစဉ်းစားမိသေးဘူးမင်းတကယ်စဉ်းစားမယ်ဟုတ်စဉ်းစားမှာပေါ့မမတန်ပြောတာတွေဆို ကျွန်တော်အမြဲလေးလေးနက်နက်စဉ်းစားတာကြီးပဲနုညံ့တိမ်မွေ့သောမျက်လုံးများနှင့်အပြုံးကိုရင်ဆိုင်ရပြန်၏တန်နှင့်သူတို့နေရာမှထပြီးဂိတ်တကားကြီးစီလျှောက်လာကြစဉ်ဥတိန်မင်းကြီးကလည်းအိမ်တွင်းမှထွက်လာ၏မောင်မြတ်ထံစာမေးဝဲအောင်တယ်ဟုတ်လားဟုတ်ကဲ့ဘဘမင်းအမကတော့တော်တော်ဝမ်းတာနေတယ်ဆရာဝန်ဖြစ်ဖို့တေချာသွားပြီတဲ့အေးဟေး မင်းဖေကို ရွာတရွာမှာ စေကန်းဖွင့်မှုနေရာရှာခိုင်းနေတော့ခမဆောင်လေးတွေမြို့ပေါ်မှာမစားတာဘူးရွာတွေမှာစေကန်းလိုက်ဖွင့်နေကြတယ်အဲ့ဒါတောင်နေရာကောင်းမလွယ်ဘူးနော်ကြိုးကြိုးတင်တင်စီမံကိန်းချထားမှတော်ရုံကြတာဟဟကျွန်တော်ပညာတင်စဲပါဘဘပတ်စံရှာဖို့ထဲ့မစင်စားသေးဘူးဟေးပတ်စံရှာဖို့မစင်စားဘဲနဲ့ဘာလို့ပညာတင်တယ်လဲ ညထံကတန်ကိုခြေသည်ဟိုတွေးစာတုံးကထိတ်လန့်မှုစိုးရိမ်မှုမျိုးကိုတန်၏မျက်နှာတွင် မတွေ့ရဘာခံစားမှုကိုမှမပြသောမျက်နှာလေးနှင့်တန်ကမတုံမလုံရှိနေသည်ဟိုတန်ဘာကြောင့်တည်ငြိမ်နေရပါသနည်းကိစ္စမရှိပါတန်ကြိုက်သောခန္တီတရားကိုမိမိသုံးပါမည်မျက်ထံကပြုံလိုက်၏ ကျွန်တော်ပညာထူးချွန်အောင်အာယုံဆိုင်နေမိလို့တခြားဘာကိုမှ မစင်စားမိသေးတာပါပပတခြားဘာကိုမှမစင်စားဘူးဟုတ်ကဲ့ပပအေးကောင်းတယ်ကောင်းတယ်အိမ်တို့လမ်းလျှောက်ပြန်လာခဲ့စဉ်တိမ်တိုက်တွေစီတို့ညက်ထန်စီသည်တခြားဘာကိုမှမစင်စားမိသေးဘူးဟုသည်မိမိစကားကမှန်ပါ၏လောတိမ်တိုက်တွင်မှငွေတူကင်း အဲ့ဒီမွေတုကင်းကဘာပါနီးမမတန်ရေဟိုးချောင်းဒီချောင်း လေးနဲ့တဲ့ချောင်းတွေကြီးခုတလောပြောမိကြတော့ကြပြားချောင်းကျွန်တော်တို့မပြောမိတာ ကြပြီနော်ဒီစာမှာတော့ကြပြားချောင်းမဟုတ်တော့ကြပြားဆန်နဲ့အချောင်းလေးတွေကိုပြောပြခြင်းနဲ့နှွေးဦးရိတ်တွေက လာနေပြီလေဒီတော့ကျွန်တော်ကြပြားဆန်ချင်းလာတာပေါ့တိရွက်လေးတွေဝါကုန်ပြီကျွေတဲ့ရွက်ဝါတွေတောင်ကျွေကြပြီ ညူတွေကလည်းပြပြရီနဲ့သူတို့အလှစပြပြီးအိုးအော်တန်ကြတော့လွမ်းလာတယ်ကျွန်တော်တို့စေးတက်ကတူနှစ်ကမင်္ဂလာတုံမဆိုတော့တောရိပ်တောင်ရိပ်လေးတွေနဲ့မို့တာယာတယ်ကျွန်တော်တို့ကစေးချောင်းသားတွေကျွန်တော်တို့ကဆရာဝန်ကြီးတွေဒါပေမဲ့ကျွန်တော်တို့အားလုံးရဲ့နှလုံးသားမှာကြပြရှိကြပါတယ်ကျွန်တော်တို့ကကျွန်တော်တို့စေးတက်ကတူနှစ်ကိုပန်းဆွေတော်လို့ခေါ်ကြတယ် ကန်ကော်တော်တို့တမာတော်တို့လို့ပေါ့ကျွန်တော်တို့တက္ကသိုလ်နယ်မြေကထင်ရှားတဲ့အလှပင်ကဆွေတော်ပင်ကိုဆန်းနေနော် စီလဲစီလျော် တိုက်လဲတိုက်ဆိုင်နေခိုးတနေ့ကဆွေတော်ရွက်ကလေးကိုကျွန်တော်တည်တည်ချာချာကြည့်မိတယ်နှစ်လောပေါင်းမှတရွက်ဖြစ်ရတယ်ဆိုတော့အလင်းငါစကားကိုစဉ်းစားဆင်ခြင်ကြည့်မိတယ်ရိုမန်တစ်ရှူတော့ကကြည့်လဲမှန်တာပဲဘဝရှူတော့ကကြည့်တော့လဲမှန်တာပဲဩ လူဆိုတာဆွဲတော်ရွက်ကလေးပါကလားရုံနဲ့နဲ့နှစ်ခုပေါင်းမှလူဖြစ်ပါကလားဘဝဆိုတာဟာရုံနဲ့နာမည်ကိုဆရာဝန်ဆိုတာဟာအဲ့ဒီဘဝဆွဲတော်ရွက်ကလေးပြေစုံလန်းဆန်းတန်ဆွမ်းနေအောင်ကြိုးစားဆောင်ရွက်ပေးနေတဲ့ဥယျာဉ်မှုတစ်မျိုးပါအစင်မြင့်ဈေးပညာဟာရုပ်ပိုင်းကိုရော စိတ်ပိုင်းကိုပါဂယုပြုအာယုံထားတယ်လို့ကျွန်တော်တို့ဆရာဝန်ကြီးတွေက ပြောပြကြတယ်ကိုကျမ်းမာခြင်း စိတ်ကျမ်းမာခြင်းအရေးကြီးပြီးတစ်ပါးနှင့်တစ်ပါးအပြန်အလှန်ကျေးဇူးပြုပုံကိုလည်းအလေးနဲ့ပြောပြကြတယ်။ဒီတော့ကျွန်တော်တို့တက်ကတူကိုပန်းဆွေတော်လို့ခေါ်တာဟာတိတ်စီလျောပြီးတိတ်အိဘယ်ရှိတာပေါ့။ပန်းဆွေတော်မှာအတိတ်ထံပါရမီနဲ့ကြိုးစားသင်လဲခွင့်ရနေတဲ့ကိုဘဝကိုလည်းကိုချိန်နှံ့မိတယ်။အော်ရိုမန်တစ်ဖြစ်တယ်ပဲဆိုမလား။ဆွေတော်ရွက်ကလေးကိုကြည့်ပြီး ဆန်ကြံဖန်ဖန်လဲတွေးမိတယ်။ပါရမီဆိုတဲ့စကားကိုကျွန်တော်တို့ခဏခဏပြောကြတယ်နော်။ပါရမီဖြည့်ဖက်အကြောင်းကိုတော့ကျွန်တော်တို့မပြောမိကြသေးဘူး။ဖေဖေကတော့မိတ္တတန်တဝအကြောင်းပြောပြပူတယ်။မျက်နှိုးစုံမက်စွာ ကဘာတသိန်းဤအထက်က သူ့ဆုံးဖက်၍ငှက်ပင်ဖြစ်လဲတစ်ကိုင်းတစ်ဖြာနားရပါကြောင်းဖြင့်စုပန်တောင်းကစင်နာကျွမ်းဝင်ခဲ့ကြသော မိတ္တတန်တဝအဖြစ်သေးတယ်။ လှလိုက်တဲ့စာနော်ဇိနထပကတိဇံရှင်မာကတ္တပ ayi ရှေးအကြောင်းအခန်းကစာစိုက်တာမို့ကျွန်တော်အလွတ်ချက်ထားတာကျွန်တော်ຫນွေຈောင်းပိတ်ပြန်လာရင်လေးဘရောက်ပွင့်တွေ ပွင့်ရင်လေး trial နဲ့ grisita အကြောင်းမပြောဘူး romeo နဲ့ juliet အကြောင်းမပြောဘူးတနှစ်တွင်ဒီတလတလတွင်တရက်ထဲခက်ခဲတဲ့ရပုတ်တာပွင့်ရှာကြစုံမြိုင်တွင်နဲ့ ပထောက်ကိုဂုံပြုတ်ထားတဲ့ဦးကျော်ရဲ့စာလေးတသက်တွင်ဒီတစ်ချက်တစ်ချက်ဒီတယောက်ထဲမဖောက်လွှဲပါတဲ့ခိုင်တစ်စာမေတ္တာနဲ့တကြံပန်းနဲ့ခေစာရေးဆရာကြီးတဦးရဲ့စာအဲ့ဒီကြပြားရေးစာတွေကြောင်းဆွေးနွေးကြမယ်မမတန်ရေးပါရမီဖြည့်ဖက်တွေရဲ့မိထတန်တဝအကြောင်းဆွေးနွေးကြရအောင်နော်ဘာဖြစ်လို့လဲမသိဘူးဒီຫນွေဦးမှာကျွန်တော်စိတ်ထဲမမတန်ကိုတိတ်အောင်မေတာပဲ နာဆင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ နောက်လာမယ့်အပိုင်း6ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာ